ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညပိုင်းမှာဆိုရင်တော့ကျွန်တော်တို့မြန်မာကုံဆောင်ဖိုင်တာကရင်လောင်းဝင်းမေဖရိုနီကာရဲ့ဝမ်းချမ်းမြစ်ဒုတိယမြောက်ပွဲစဉ်ရှိနေပါတယ်။ဖရိုနီကာထိုင်းနာမည်သောဖိုင်တာဂျူနီယာဖေဒက်စ်နဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်။ဝမ်းချမ်းမြစ်က1 Friday 5 107ပြိုင်ပွဲကိုကျင်းပသွားမှာဖြစ်ပြီးဖရိုနီကာရဲ့ပွဲကတော့ဒုတိယကောင်ပွဲနေရာကနေပါဝင်လာမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ပွဲအချိန်ကတော့မြန်မာဆန်တော်ချင်းည7:00ဝန်းကျင်မှာသာကြီးရနိုင်နေရှိပါတယ်။ ဒီမှာပြည်သက်ဒီနေ့တော့ည9:00နာရီလောက်ဆိုရင်တော့စောင့်ကြည့်ထားစီကျင်ပါတယ်။ရှေ့အတွက်တွေ့ဆိုင်ဒီပေါ်မူတီဗီအချိန်အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ဘလို့ခင်းချင်းဖြစ်လာမလဲဆိုတော့စောင့်ကြည့်ရပါပါ။လက်ရှိချိန်မှာတော့ဘိုဂီတိုင်နေရဲ့ခြေမှာဖရိုနီကာကအောက်ခြေပေါက်နေပါတယ်။ဖရိုနီကာကိုအောက်ခြေပေးထားပြီးဂျူနီယာဖိုက်တာကိုတော့အပေါ်ခြေပေးထားပါတယ်။တဘောကတော့သူတို့အနေနဲ့ဗရိုနီကာကိုရှုံးနိုင်နေများတယ်လို့သတ်မှတ်ထားပုံပါပဲ။ဗရိုနီကာကတော့ဓာရီကိုဘယ်လိုသင်မုန်းချေပြမလဲဆိုတာစောင့်ကြည့်ရမှာပါ။ပထမအချက်ကဗရိုနီကာက ချူနီယာဖက်တက်ခြေရန်လက်တန်နဲ့အချက်ပို့တာပါလေ။အဲ့ဒီအချက်ကို Veronica တိတ်ချကင်တွင်နိုင် Veronica တို့နိုင်ပွဲပုံဖော်နိုင်မှာပါ။ချူနီယာဖက်တက်ကဝမ်ချမ်ပီယံရှစ်မှာခုနှစ်ပွဲထိုးသက်တာပြီးတပွဲမှာချုံးပွဲမရှိတာမှန်ပေမဲ့ Veronica လို့ဖိုက်တာချင်းပါဝါအပြည့်ရှိတဲ့ဖိုက်တာမျိုးနဲ့ထိုးသက်ထားခြင်းမရှိသေးပါဘူး။ဒီအချက်အခရာကြပါလေ။ Veronica အနေနဲ့ကတော့ပထမအုပ်ဆုံးပွဲမှာတောင်ကပ်ပြီးချုံးပွဲကြုံတွေ့ထားသည့်တိုင်အကောင်းဆုံးဖြောပြမှုပေးနိုင်တဲ့ပွဲကျန်တဲ့ပွဲထိုးသက်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ ဘောနက်ပတ်3သိန်းခွဲကိုစုပ်ခူးထားပါတယ်။ဒါမဲ့ဗရိုနီကာအတွက်ဒီပွဲကနိုင်ကိုနိုင်မှဖြစ်မှာပါ။ဒါမှသာ Cherry Bang One Championship လူကြီးတွေအားလုံးမှန်းထားတဲ့မျောလင့်ထားတဲ့ဗရိုနီကာကိုဆိုတာ Blue Fighter မျိုးလဲဆိုတာသက်သေပြနိုင်မှာဖြစ်ပါတယ်။ဗရိုနီကာနေနဲ့နိုင်ပွဲပုံဖော်နိုင်မှာစီလို့ဆုတောင်းပါတယ်။ဗရိုနီကာရဲ့ပွဲကမြန်မာဆန်တော်ချင်းည7:00နာရီဝင်းကျင်မှာကြည့်ရနိုင်ပါတယ်။ ရောနီကာအနေနဲ့လည်းအကောင်းဆုံးနိုင်မွေးရရှိပါလိမ့်လို့ဆန္ဒပြုပါရခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲတာမင်းနေဒီမှာလေး MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားတဲ့အကောင်းတွေအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်သွားကြဖို့တောင်းဆိုပါရခင်ဗျာအားလုံးပဲတာပြောရှင်မယ်ကောင်းနေလေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ